အားလုံးပဲမင်္ဂလာပါနော်။စာရေးဆရာမဂျာနယ်ကျော်မမလေးရဲ့ပြည်သူစုတောင်းနဲ့အခြားစာများစာအုပ်ထဲကအနာနဲ့ဆေးဆိုတဲ့ဝတ္ထုရည်တစ်ပုဒ်ကိုဖတ်ပြပေးမယ်နော်။အနာနဲ့ဆေးအခန်း၁ကျမကမျက်မှောင်ကျုံရင်ဘလို့ဖြစ်လာရပြန်တာလဲဟူငေါ့မေးလိုက်သည်ရှုမဝဥကျော်သည်တနင်္ညကအိမ်သို့ဝင်လာက မောင်သိန်းတန်ကိုမနှက်လွှဲရန်ပြော့သွား၏ ရှုမဝါရွှေရင်တိမ့်တဲ့ဇကားရင်မောင်သိမ့်တံမှာအခန်းတစ်ခွက်တွင်ပါဝင်နေ၏။ကျောင်းမင်းအလုံးမလုံးလဲပတ်နေမိအစားသူဝါဒနာပါတော့ရုပ်ရှင်ပညာကိုလိုက်စားလို့လဲလိုက်စားစီးပူပြေတော့ဟု ကျမကခွင့်ပြုလိုက်သည်။ရုပ်ရှင်ရရဟုနနဆော့ဆော့အိမ်မှထွက်သွားရာတဏီလုံးပေါ်မလားညဘက်တညာလုံးလဲပေါ်မလားချင်းညာ၁၇နှစ်လောက်တွင် သူပြန်ရောက်မရောက်သူအခန်းထဲသို့ဝင်ကြည့်သည်သူမရောက်တဲ့တဲ့ဖြင့်သူကရင်ပေးရှိပက်လက်ကလက်ထိုင်း၌ထိုင်လိုက်ကမွေရအောက်မှအစထွက်နေသောစာရွက်ခောက်ကိုဆွဲယူကြည့်လိုက်သည်ပြက်တနာတိမ့်တန်းဟုခေါင်းစဉ်တက်လျက်သူ့အတွေ့အကြုံတစ်ခုကိုပြန်လည်ရေးသားထားသောစာတို့စာစတစ်ခုဖြစ်နေမွေရကိုလှမ်းကြည့်လိုက်သောအခါ စာရွက်ခောက်တွေတပုံးကြီးထွက်လာ၏စာရွက်ပျက်စီးခဲ့သော14နှစ်သားအရွယ်လေးမှပျက်စီးခဲ့ရသောအကြောင်းရင်းခံအဖြစ်ပြက်များကိုမဖုံးမှဝက် အပြည့်စုံရှောက်ရီးထားသောသောသူအထုပ်ပတ်တိများဖြင့်ကိုပီစာအုပ်အစိမ်းတွင်အင်္ဂလိပ်ဘာသာဖြင့်သူအကြောင်းကိုစာအုပ်တဝက်ခန့်ရေးထားလက်စများကိုအဆုံးမတန် ပြစ်ထားပြီးလင် စာရွက်လွန်များဖြင့်မြန်မာလူအထက်လိုက်ပြန်ရေးထားတာကိုလည်းတွေ့ရ၏သူစာရေးခြင်းကိုသူငယ်စဉ်15နှစ်အရွယ်ကကျမအားပေးခဲ့ဘူးသည် စာရေးဆရာဗမော်တင်အောင်လင်းယုံဂျာနယ်ထုတ်ဝေစင်းကဗမော်တင်အောင်အမည်ဖြင့်စာတပုတ်ရေးကလင်းယုံတိုက်သူတွားပို့ဘူးသည်ဦးလေးကမထည့်ပေးဘူး ကျွန်တော်ရေးတာမမေရေးပေးတာလို့များထင်သလားမသိပါဘူးမရေးတော့ပါအောင်မမေရာသူကစိတ်ပြက်စွာပြောတတ်ပြဲကျမကစိတ်မပြက်တဲ့ကြောင့်ပြောလိုက်သည်။ဩတာရဲ့မမေစာရေးတော့ကလည်းဒီလိုပါပဲကွာမမေရေးသည်မမင်းတို့ဖဖေရေးပေးတာလို့လူတိုင်းကဆွဆွဲကြတာပါပဲဒါမဲ့မမေစိတ်မပြက်ပါဘူးကိုရေးတာကိုရေးတာပဲကွာမှန်တာဟာဘယ်တော့မှမမအောင်တနေ့အမှန်တိုင်းတော့ပေါ်လာရတာပဲ။ ကျမပြောလာ၍ဝိထုရိုးလေးတစ်ပုတ်ထရင်ပြန်လေသည်ဆက်လေးနှစ်သားကအိမ်မှထွက်ပြေးကပလိတ်အိမ်ခန်းကလေးတစ်ခန်းတွင်တောင့်တင်နေစဉ်ပလိတ်တယောက်ပလိတ်ဝေစားနှင့်နန်းနှင့်အလုတ်ခွင်ဆင်းပြီးဝမ်းစာမလုံလောက်သောကြောင့်ညာဘက်၌ပလိတ်အဝေစားများချွ့၍စိုက်ကနင်းစားရသောပလိတ်သားတယောက်၏ဘဝကိုရေးသားထားလေ၎င်းဝိထုတိုးကလေးကို ဖိုပိန်ဟုအမည်ပေးထားကရေသူရွှေလင်းယုံလေးဟုအမည်တပ်ထားသည်ကျွန်တော်သည်ညဘက်တွင်စိုက်ကားပေါ်၌တက်ထိုင်လိုက်တိုင်းစိုက်ကားဆရာကပလိန်များလာဟုထင်မိသည်ဟုအဆုံးသက်ရေးထားသဖြင့်ကျမကဟွန်းမင်းဝတ္ထုကတော့မစိုးဘူးဟေဟုပြောလိုက်သည်ဤဝတ္ထုကိုရှုမနာတိုက်သို့တွားပို့ပြီးမှပြန်ယူကာနောက်ဆုံးဘဲတိုက်ရောက်သည်မတည် ကိုပီကရှာမရတော့ကြောင်းပြောင်းဆုံးသွားကြောင်းသိရသည်မေမေရေးပြတာထင်ကြလို့မထဲကြတာပါဟု သူခေါင်းထဲ၌ဆွဲနေခြင်းကျမလည်းဘာမှမတတ်နိုင်ခြင်းသူစိတ်ထဲ၌ကျမရှိကနေရှိနေသည်ကာလာပတ်တလျှောက်လုံးစာရေးစရာဘယ်တော့မှမဖြစ်နိုင်တထိချပင်ဆွဲနေ။ကျမကစာရေးရဲ့စိတ်ပြက်သွားပြီဟုထင်မိထားရာအားလည်းမပြီးတော့ကြီး တိုက်လဲမတိုက်တွန်းတော့ကြည်မှုရအောက်တွင်စာမူစာစရီတပုံတစ်ခေါင်းကြီးတွေ့ရသဖြင့်ဒီကောင်စိတ်မပြတ်တေးချောင်းတိရတော်သည်စာရွက်တွေယူဖက်ပြီးထိုင်ဆောင်နေရညင်းနဲ့တီအထိပေါ်မလာတော့ကြည်မိုးမလင်းတလင်းမှအိမ်သားများမနှိုးခင်ပြန်လာကအိရာရဲနဲ့ဝင်းအိတ်နေလိမ့်ဤနန်းနဲ့အလုတ်တိုက်တို့မသွားမီ ညကမောင်သိန်းနှံပြန်လာသလားဟုအိမ်သားများကိုကျမမေးကြည့်ရာရောက်နေပြီအိမ်နေပြီပြောလိုက်ကြ၏ညနေအလောက်ကပြန်အိမ်ထဲသို့ဝင်ဝင်ချင်းကလထိုင်ပေါ်တွင်သူ့ကိုတွေ့ရ၏တကူလုံးပတ်တီးများစီးလျက်ဒံယာရလာတော့သူ့အဖြစ်ကိုကြည့်၍ကျမကဟိုးဘလို့များဖြစ်လာပြန်လားလဲဟုငေါ့အော်မေးလိုက်ခြင်းဖြစ်သည် ရှုမွားကရုပ်ရှင်မရိုက်ဖြစ်ဘူး။ညာဘက်ကန်းနားမှာတင်မောသားမျက်နှာဖြူတွေနဲ့ရိုက်ပွဲဖြစ်ကြတယ်။ရိုက်ပွဲဆိုရင်ကျမမှအံ့အားကြီးတင့်သွားသည်။အိမ်မကက်ပဲဘလိုပင် ပေလီနေနေရံဖြစ်သူတခါဘူးများမကြဘူးခဲ့ချင်း။ဆယ်လေးနှစ်သားမှယခုအသက်20အထိသူဤမကောင်းမှုများတဲ့တွင်ရံဖြစ်မှုများမပါမဝင်။ရံဖြစ်ခြင်းအလင့်မရှိ သူသည်အိမ်ပြင်တွင် လူချင်းလူကင်ပေါများကရန်လိုချင်းရန်စားတက်ချင်းလုံးဝပင်မရှိသောတငယ်ပင်ဖြစ်သောကြောင့်မိခင်တယောက်အနည်းဖြင့်ဤအတွက်ဘယ်တော့ကများစိတ်မပူပန်ခဲ့ရခြင်းရွှေရင်တိမ့်တဲ့ဇကားတွင်သူပါဝင်ရသောအခန်း၌တငယ်ချင်းအချင်းချင်းလက်သေးနှင့်ထိုးရသောအခန်းဖြစ်လေ။ မမေရာဦးလေးကိုပြောပြစမ်းမှာကျွန်တော်ဒီခန်းမှာမထားပါနဲ့လို့ကျွန်တော်မှရမဖြစ်တတ်တာပဲဟာဘယ်သဘာဝကြမလဲလူတယောက်ကိုလက်သီးနဲ့ထိုးဖို့ဘလို့မှစိတ်ကူကိုမရဘူးသူဒီရုပ်ရှင်ရရင်စိတ်မပါတပါဖြစ်နေခဲ့သည်သူတသက်တွင်ဘယ်သူကိုမှလက်သီးနဲ့မထိုးဘူးခဲ့ရင်ကျွန်တော်ထိုးရင်သဘာဝကြတော့မှမဟုတ်ပါဘူးဟုတပြေးတောက်တောက်ပူပန်ပြောဆိုနေလေ၏ ဦးကျော်ကကျမရှိရင်မင်းဟန်ဘောကလက်တီးနဲ့ထူတာဒါတော့မခတ်ပါဘူးဟုသူ့ကိုအားပေးရသည့်အထီဖြစ်လေဤသို့ရန်ကင်းသောဤသို့ပင်ရန်မလိုသောရန်မဖြစ်တတ်သောတငယ်တယောက်ဒံရဒံချက်များစွာဖြင့်ရန်ပွဲဖြစ်လာရခြင်းမှာအံ့ဩစရာကောင်းနေလေ၏ဒံရများမှာနရွက်တစ်ဖက်ဆုတ်သွား၏လက်နှစ်ဖက်စလုံးမကွေးနိုင်မဆက်နိုင်ကွဲပြဲ့နေ၏ ခတ်ဆောင်ကဒဏ်ရာမှာအများဆုံးဖြစ်လေသည်ဟင်းကျွန်တော်ရံမဖြစ်တတ်ဘူးရံမဖြစ်တောင်နဲ့အခုဘယ်နဲ့ရှိစာကျမကမျက်နှာထားတင်းတင်းနဲ့ချိန်မောင်ပြောလိုက်သည်မိမိကလည်းကျွန်တော်ရံဖြစ်ချင်လို့ဒီဒဏ်ရာရလာတာမှမဟုတ်ဘူးရံမဖြစ်ချင်လို့ဒီဒဏ်ရာတွေရလာတာအဟုတ်ပါမိမိရဲ့ဟာ မင်းစကားပြောတာမဟုတ်သေးပါဘူးရံမဖြစ်ချင်တဲ့သူကဒီလိုဒဏ်ရာရမလားပြောစမ်းကျမကစိတ်ဆိုးဆိုးဖြင့်ပြန်အောင်ပြောလိုက်သည်မင်းမမယုံတာတော့ကျွန်တော်မတက်နိုင်ဘူးအမှန်ကရံပွဲကဖြစ်တော်မှာမြင်းလို့ရံပွဲမဖြစ်အောင်ကျွန်တော်ကဝန်တားစီတာတိုင်းရင်တိုင်းရင်နဲ့မဖြစ်ချင်ပဲဖြစ်ခဲ့ရတယ်အဲ့ဒါနောက်ဆုံးကြတော့အလဲလွန်းလို့ဖြစ်ရတာ ဒဏ်ရာရတော့နဲတော့နဲသေးတယ်ကွာရုပ်ရှင်မရိုက်ဖြစ်လို့အိမ်ပြန်လိုက်ဒီလိုဖြစ်မှာမဟုတ်ဘူးစိတ်ကြက်စားရကိုလိုက်ပြီးအိမ်မက်မသိမိုးလျောင်ကိုလဲခြင်းနေလို့ဒီအဖြုံမျိုးဖြစ်ရတာမဟုတ်လားသူဒီကျမစိတ်ဆိုးမှန်းသိ၍ညနာဆက်ဖြဲပြက်နဲ့ထာယာမထလိုက်သည်ဟင်းမိုးလျောင်လဲတာမကောင်းတော့မကောင်းဘူးပြောပါမင်မင်းရဲ့ဒီအဖြစ်ဖြစ်ရတာက တင်မောသားတွေနဲ့စိုက်ကားသမားတွေရိုက်ကြတော့မယ်လို့နေလို့ကျွန်တော်ကရံဖြစ်မှာကိုစိုးရင်မီဝင်တားမိတာပါကျွန်တော်ဘာသာကျွန်တော်ကြည်နေဘာမှမဖြစ်ဘူးရံဖြစ်မှာမလုံလားမိတဲ့အတွက်မနေနိုင်မထိုင်နိုင်ဝင်တားမိလို့ဒီဖြစ်ဖြစ်ရတာပါကျွန်တော်ရဲ့တင်ကန်းစာကရံမဖြစ်ချင်မဲနဲ့ရံဖြစ်ခဲ့ရတာပဲကျွန်တော်ရံဖြစ်တတ်တဲ့ကောင်မဟုတ်ပါဘူး သူ့အခန်းထဲသို့ထော်နှင်းထော်နှင်းဝင်သွားပြီလင်ကလထိုင်ဆွဲတံကိုကျလိုက်ရရင်ကျမမှာသူ့ထသွားပြီသူ့အတွက်စိတ်မချမ်းမသာဖြစ်ကတညလုံးသူ့အကြောင်းများသာလင်တွေးပြီးတော်တော်နဲ့အိတ်မပြောနိုင်အောင်ဖြစ်နေလေနောက်တနေ့နက်နက်အလုံးမသွားမီသူ့အခန်းမှခန်းစည်းကိုလှုပ်ကအေးအနိုင်နဲ့ဘဲမှလဲရှောက်သွားမနေနဲ့အောင်ရှောက်သွားနေမင်းနာရီကတော်တော်နဲ့ကိုကြက်တော်မှာမဟုတ်ဘူး မင်းအိယာအောက်ကစာရွက်တွေငါတွေ့တယ်စိတ်ရည်ဒီနေ့ဘဲမှမသွားပဲစာသာရင်းနေဟူပြောလိုက်သည်သူ့ကိုစာရည်ခိုင်းခြင်းမှာစာရည်ဆရာတယောက်ဖြစ်လာရင်မဟုတ်ချေအနာမကျက်မှာစိုးရည်အိမ်တွင်ငင်ငိမ်နေအောင်အနာမြမြန်ကျက်အောင်စာရည်ခိုင်းခြင်းသာဖြစ်ပေသည်သူသည်တနေ့လုံးဘဲမှမသွားပဲတနေ့ကုန်အိယာပေါ်၌စာရည်နေလည် ညနေအလုံးမှအိမ်သို့ပြန်သွားတော့ခါကျမအခန်းထဲသို့စာရွက်ခေါင်နဲ့ဝင်လာလေ။ရော့မမေမမေဖတ်ကြည့်ပါ။မမေကအိမ်မှာစာရင်းနေဆိုလို့ဒီနေ့တလုံးကျွန်တော်ဘဲမှမသွားပဲရေးတယ်။ညကရံပွဲအကြောင်းကျွန်တော်ရေးထားတယ်။ပန်းရောင်ဆက်ကူကအုပ်ကူဘီလိုပေါ်၌တင်သွားကထော်နှင်းထော်နှင်းဖြင့်ပြန်ထွက်သွားလေ။ အလောက်ကအပြန်မောမောနဲ့ပက်လက်ကလထိုင်ပေါ်၌ပြက်လဲထိုင်လိုက်ကသူတင်သွားသောဘီရိုဘောကဆာရွက်ပန်းရောင်အုပ်ကိုဆွဲယူပြီးဖက်ကြည့်လိုက်သည်မဖြစ်လို့သောရံပွဲအခန်းတည်းမြင့်လွာနှင့်အဝယ်တိတ်ဆိတ်ငြိမ်သက်နေသောရံကုန်မြူရဲတဝက်ဤပတ်ဝန်းကျင်သည် ကျွန်တော်တို့လေးဦး၏ခြေလမ်းများကို တုံနှင်းစေတနေ့လုံးတလှုပ်လှုပ်တရွရွဖြင့်ရှုပ်ထွေးဆူညံနေသော မြို့တော်ကြီးသည်ညနေနဲ့များ၌အတီကရုံဖြစ်ပြီးစတိုက်တွေအိမ်တွေတကားပိတ်ကြလျက်ခြောက်တွေ့တိတ်ဆိတ်သွားသောမြို့ပြန်ကြီးနှင့် တူလီစွာ၏အပြာပြင်ကောင်းကင်ပေါ်၌မိုးသားတို့သည် တလိမ့်လေရွေလျားကား တရင်ရင်ပြေးသွားနေလေမြောက်အရက်မှလေးသည်ပတ်ဝန်းကျင်ကိုတညင်းညင်းတိုက်ခတ်နေသည်ကျွန်တော်တို့လေးဦးလမ်းလျှောက်တန်သည် တိတ်ဆိတ်ငြိမ်သက်နေသောပတ်ဝန်းကျင်ကို ဖြိုခွင်းခဲ့၏ကျွန်တော်တို့သည်ဘာလန်တိုင်းလျှောက်ခဲ့ကြသည် တမျိုးလုံးအိတ်ဆက်လျက်ရှိနေရာတိတ်ဆိတ်လာသောအတော်တွင် ကျွန်တော်တို့သည် ်တဦးနဲ့တဦးစကားမျှပဲမပြောကြပဲပန်ဆိုရန်စိတ်ကန်းဘက်စီတို့ဥတီပြီးရှောင်မြဲတာရှောင်နေကြလေ၏စိတ်ကန်းတို့ရောက်သွားကြတော့ခါကျွန်တော်တို့လေးဦးတီတဦးနဲ့တဦးကိုပြိုင်တူငေးကြည့်လိုက်ကြသည်ကျွန်တော်တို့လေးဦးရင်ခေါင်းဆောင်သူမှာကျွန်တော်ပင်ဖြစ်၏ကြောကြောမောင်မြိုင်းနဲ့ဆံမြင့်တို့မှာ ရေကြောကကျွန်တော်၏ငယ်ပေါင်းတငယ်ချင်းများဖြစ်ကြသည်ကြောကြောသည် HSF အလုံသမားចောင်းသားဖြစ်သည်မောင်မြိုင်မှာ BSC ပထမနှင့်ចောင်းသားဖြစ်ဆံမြင့်သည်ကျွန်တော်တို့၄ဦးတွင် အငယ်ဆုံးဖြစ်လေသည် သူကကဗျာသမားတဦးဖြစ်သည်ကျွန်တော်မှမူစာရေးဆရာကြီးဥညာနာ အကြောင်းပြု၏ ရှုမဝရင်အများတိကြပြီးဖြစ်တော်ပြတနာတိမ့်တံပင်ဖြစ်၏ကျွန်တော်တို့လေးဦးသည်မကြာခဏပင်တွေ့တတ်ကြပြီးကန္နာဘက်သို့လမ်းလျှောက်လေရှိကြ၏ကန္နာသို့ရောက်ကြလင်ရေလေကတင်းမောတွေကိုကြည့်ပြီးအမျိုးမျိုးပင်ဝေဖန်နေတတ်ကြ၏တခါတရံလဲကိုရိအထုပ်ပတ္တိများအကြောင်းကိုအိတ်တော်ဖာမောက်ပြောကြရာမိုးစင်စင်ပင်လင်းခဲ့ကြ၏ ကျွန်တော်တို့လေးဦးသည်တစားစနှင့်အဖက်ဖက်တွင်သွေးစီးညင်ညွတ်ချစ်ခင်ခဲ့ကြသည်ကျွန်တော်တို့လေးဦးသည်လူတကူတစ်မျိုးစီကြော်ကြခဲ့ကြ၏ဤလေးဝနဲ့ကျွန်တော်ကအများဆုံးကြော်ကြခဲ့ရသူဖြစ်သည်တို့အတွက်လည်းသူတို့ကဆရာတင်၏ယူသည်လေးစား၍ကျွန်တော်ဩဝါဒကိုနာခံကြ၏ ကျွန်တော်စကားသည်မိုးချိုသွားပမာထမြန်နေခဲ့၏ကျွန်တော်သည်ရေကျော်၌ကြာမြင့်စွာ နေထိုင်ခဲ့ရသူ မဟုတ်သည့်အတွက်သူတို့မှတပါတီကျွမ်းသူနေခဲ့၏မတီကျွမ်းသူမြ мян ဆာဆာရှိနေက သူတို့သုံးထန်းသူကျွန်တော်ရောက်သွားတိုင်းမတီကျွမ်းသူတို့သည် ကျွန်တော်အနားသို့ဝိုင်းဝန်းအောင်လာကြပြီ တီတိုတီတို ဝေဖန်မှုပြုနေခြားခြင်းကိုကြုံရစမြဲပင်ဖြစ်အချို့လူငယ်တွေကလည်းကျွန်တော်ကိုလာပြီးကို့ဟာကိုမိတ်ဆက်ကြရင်ကျွန်တော်ကို အထင်ကြီးလာကြတော့လူငယ်များကိုကျွန်တော်ကစင်စစ်တော့ကျွန်တော်ဟာ လူတွေကလူပါပဲဒါမှမဟုတ်ကျွန်တော်အတွေ့အကြုံတွေက ကိုနဲ့ရင်ထားရတော့အထင်ကြီးစရာတော့ဖြစ်နေမယ်ဟူးရေရှင်းပြရရင် ပန်ဆိုရန်ထိတ်တွင်ကျွန်တော်တို့လေးဦးရက်ပြီးတုံးနဲ့တုံးအတိတ်ပဲမရှိကြည်နေရမှကျွန်တော်ကလာဗျာတရားဘက်သွားမယ်ဟုခေါ်လိုက်သည်ညနန္နာချံဥယျာဉ်မှာပန်းရနှံ့တို့သည်နှကောင်းဝအတွင်းသို့တင်းဝင်လာကြ၏မြစ်ဖက်မှတနော့နော်ဟွေရန်တိုက်ခတ်လာသောလေညင်းကလေးသည်ဒစိမ့်စိမ့်တိုးဝင်း၍ချမ်းစိမ့်စိမ့်ဖြစ်မိသောကျွန်တော်မှာ နှွေးသွားဈေးချင်းမှာ ကိုလက်များကိုလှုံရမ်းနေမိ။နန်းတီရာစီးစိန်ကန်ဟိုတယ်မှမိများသည်ရေပြင်လွှာပေါ်ဝဲတစ်ဖြက်ဖြက်ဖြင့်တောက်လက်နေသည်။ရှင်းလက်ကြည်လင်တောက်ပနေသောကျဲပွင့်ကလေးများသည်မိုးသားပြပြပေါ်တွင်ကွင်မြူးနေကြ၏။ရှိလေ၌ကြောက်စုချထားသောတင်မောကြီးတွေစီးက မီးအောင်တို့သည်ရေထဲ၌လွင်မြောနေကြသည်ကန်ဆက်တဝိုက်တိတ်ဆိတ်ငိမ့်သက်နေမှုသည်မင်းမှုလျက်ရှိနေ၏ကျွန်တော်တို့သည်တရားပတ်သို့လျှောက်သွားပြီးပတ်ဝန်းကျင်တစ်ချောင်းလုံး၏တိတ်ဆိတ်နေပုံကိုစူးစိုက်ကြည့်နေမိကြသည်ဂျိုးကြဂျိုးကြဖြင့်တာမန်များမှပဲ့တင်ရိုက်ခတ်နေသည့်လှော်တက်ခက်တံတို့သည်တာလျှင် မင်းမူလျက်ရှိနေသော တိတ်ဆိတ်နေပုံကို ဖြိုခွင်းပစ်တတ်သည်ကျွန်တော်တို့ဒီတံတားကြီးဘောင်တန်းပေါ်သို့လွှတ်တက်ကြပြီးသည့်နောက်ကိုစီကိုင့လှဲ့အိတ်ချလိုက်ကြသည်ကြော်ကြော်သည့်အလွမ်းတေးတပုတ်ကိုလှစ်ဟ၍ဆိုးလိုက်လေမောင်မြန်သည့်တံတားလက်တန်းပေါင်ကို လက်ဖြင့်ညှင်သာစွာပုတ်လျက်စီးဝါလိုက်နေလေ ဇံမြင့်နဲ့ကျွန်တော်မှာနှုတ်ဆက်စွာဖြင့်တေးသွာအဓိပ္ပာယ်များကိုနားဆွန့်စိုက်နေခဲ့ကြသည်တစ်ချက်တစ်ချက်နားတွင်းသို့စူးဝင်လာသောကြော်ကြော်ဤတေးတန်သည်ကျွန်တော်အားလွန်ခဲ့သော အတိတ်ကာလသို့ခေါ်ဆောင်ပို့ပေးနေတော်၏ကျွန်တော်ဤအတိတ်သည် မျက်မှောက်ပြုတ်နေသောရေလွှာပြင်ဝဲအရေးလာ၍ထင်နေတော်၏ ကျွန်တော်ဒီကန်ဆိုးသည့်လောကရန်တရားဤတားကောင်ဖြစ်သည်လောကရန်ဤမှုန်နိုင်ကြီးကိုကြံ့ကြံ့ခန်းခိုင်းခန်းနိုင်စွမ်းရှိအောင်ကျင့်ခဲ့ရသည် လောကရန်လှိုင်းထဲတွင်ပက်လက်မှောက်ခုံ မျောခဲ့ရဘူး၏ကျွန်တော်ဤအတိတ်ကာလသည်အိမ်မက်ဆိုးကြီးတစ်ပွဲ၆လက်နေကျွန်တော်ဒီအတိတ်ဤဆိုးဝါးသည့်အဖြစ်များကို မတွေးတော်မိရန်စူးစားကအိပ်ပြလာ၏ ကြကြောဤတေးတန်သည်လှိုင်းခတ်ပုတ်တန်တို့နှင့်ထက်သူဆုံးသွားကြတော့ဤအခန်းနှင့်နိုင်ဝတ်မြကြောင်းမျက်လုံးမှိတ်ထားမိတော့ကျွန်တော်သည်ရုပ်ရုပ်တဲတဲအတန်ဗလန်နှွေးကြောင်းမျက်လုံးဖွင့်လိုက်ဤပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ရာမောင်မြိုင်းသည်လက်တန်းပေါ်တွင်ခွေခွေကလေးမှိန်နေဤ ဆံမြင့်နဲ့ကြော့ကြော့သည်ကျွန်တော်တို့နားရယ်မရှိပဲဘယ်ထသွားလိုက်မှန်းမသိချင်းသူတို့မတွေ့ရစိတ်ထဲ၌လေးသွားစဉ်မြစ်ထဲကစူးစူးညံ့ညံ့ဆဲတန်ဆိုးတန်တွေကိုနားမဆက်အောင်ကြားလိုက်ရ၏လေးငါမိနစ်အတွင်းအတန်တို့သည်ပြန်၍တိတ်သွားပြန်ကဲလို့မင်းအလှဟူ ကြလိုက်ရတော့ခါကျွန်တော်ဤမျက်လုံးများသည်တံတားဖေးကမော်တော်ဘုတ်ပေါ်သို့ရောက်သွားလေသည်မော်တော်ဘုတ်ပေါ်၌ဆံမြင့်နှင့်ကျွန်တော်ကြကြောတို့ကြားထိုးနေကြသည်ကြကြောကသူ့အလှဲ့ပြီး၍ဆံမြင့်ကိုဆက်ရွှေ့ခိုင်းသောအတန်ကိုကြားရမှစောစောကရင်တွင်လေးလံသွားသည်မြတ်တတရာရသွား၏ ဒူးစရိုက်လွှမ်းခြုံရာ ကာပွဲလွတ်ပွဲဟိုတယ်များမှပြန်လာသောနိုင်ငံခြားသားအချို့ကိုတွေ့လိုက်ရ၏တန်မှန်များငှားပြီးဆိုင်ရာဆိုင်ရာတင်မောများသို့ပြန်သွားကြတယ်ကိုလည်းတွေ့လိုက်ရ၏ကျွန်တော်သည်ငြိမ်သက်နေသည့်ပတ်ဝန်းကျင်တွင်ရင်ဆိုင်နေမိပြန်၏မောင်မြိုင်သည်လှဲရာကရုတ်တရက်ထလာပြီကျွန်တော်ကိုအချိန်မေးလိုက်သည် တန်းရံကျူးသွားပြီကျွန်တော်ကဤသို့ဖြည့်လိုက်သဖြင့်အိုးကဗျာဆန်လာကြီးကလားဟုမော်တော်ပေါ်ကကြကြော်လို့ပါဝါကနဲ့ရင်းနေကြသည်မောင်မြိုင်းသည်ကြကြော်တို့မော်တော်ဘက်သို့ရှောက်သွားလေကျွန်တော်လည်းမျက်လုံးများကိုမှိတ်လိုက်ပြီးမျက်လုံးမရှက်ငြိမ်ငြိမ်ကလေးနေပြန်လေ၏ အပိနာဆင်ပေးခဲ့ကြတဲ့တူးချင်းတယောက်ချင်းစီရာဂျေစုအာကြီးအများကြီးပဲတင်ပါရယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်